မင်္ဂလာပါပရိသတ်ကြီးတို့ရေပရိသတ်တွေလောကခန့်မှန်းလို့မရတဲ့ဇလန်ဇကွက်မြုပ်ကွက်တွေနဲ့ရှမတ်ဇလန်တွေကြီးကတော့အပိုင်းသက်ထပ်မံရရှိလာခဲ့ပြီးပဲဖြစ်ပါတယ်။အပိုင်းဆက်နဲ့မှာတော့မိုးနှောင်းလျှဆိုရင်အဖေဖြစ်တဲ့ကြော်ထောင်းအောင်စီကိုရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။အပိုင်းဆက်တဲ့မှာတော့တင်းတက်ဖို့ဟာဆိုရင်ဒါတော့တကယ်ချင်းဖြစ်တဲ့အိမ်ပေါ်မှာနင်းစီကနေတဆင့်ကြော်ထောင်းအောင်တို့မိသားစုရဲ့ရှမတ်ဆိုင်ကြီးစီကို ရောက်ရှိလာခဲ့ပြီးတော့မှသူမရဲ့နာမည်ကလည်းတပည့်ဆိုတော့ပန်းနာမည်အစ်တောင်မပေးစရာမလိုတော့ပဲနဲ့တပည့်အဖြစ်နဲ့ပဲဝါအောင်တို့ခိုင်နှင်းဝိတို့ရဲ့ရမတ်ဆိုင်ကြီးထဲမှာတင်းသေးဖို့ကအိမ်ပေါ်အဖြစ်စတင်လောက်ကင်ခဲ့ရပြီလဲဖြစ်ပါတယ်။ဒါကရင်တစင်ပဲတင်းသေးဖို့ကကြောထအောင်နဲ့တွေ့ရှိခဲ့ပြီးတော့မိုးနောင်ရဲ့အဖေကကြောထအောင်ဆိုတာကို စတင်သိရှိခဲ့ရပြီးတော့စွန့်ဆန်တဲ့မိုးနောင်ကိုလည်း အမုံနောင်ရဲ့နှဲ့ဖင်နဲ့နေတော့တွေ့ခွင့်ရတော့မှာပဲဆိုပြီးတော့ဖုံးဆက်ပြီးတော့တီပေးခဲ့ပါတယ်။အုံနောင်လေးကလည်းသူငငယ်လေးရဲ့ကအဖေကိုလည်းမတွေ့ဘူးအမေကိုလည်းမတွေ့ဘူးအဖေမိတာလည်းငတ်တယ်လို့အမေမိတာလည်းငတ်နေခဲ့တော့ဒါသူ့အဖေဖြစ်တဲ့ကြော်ထက်အောင်တို့ရဲ့အင်ကြီးစီကိုဘလို့ရောက်ရှိလာမှာလဲ။တားဖတယ်ဘလို့တွေ့ကြမလဲဘလို့ပြန်ဆောင်ကြမလဲဆိုတာကတော့နောင်လာမယ့်အပိုင်းသစ်တွေမှာစောင့်ကြည့်အားပေးရပါပဲဖြစ်ပါတယ်။မိုးတည်တာလို့ခေါ်တဲ့သွန်ဆက်ကလည်း ရမတ်ဆိုင်ကြီးစီကိုရောက်ရှိလာတဲ့မိုးနှောင်းလေးဟာကျော်ထောင်ရဲ့တားရင်ဖြစ်တဲ့ဆိုတာကိုသိရှိသွားပြီးတဲ့နောက်ပိုင်းမှာတော့ဒါစီစူတော်နဲ့မိုးတီတာတားမိနေအောင်ပေါင်းပြီးတော့မိုးနှောင်းလေးကိုဘလို့နှိမ့်ဆက်ကြမလဲအဲ့လိုပဲစီသူဇော်ကလည်းကျော်ထောင်ကသူ့ဖေအရင်မဟုတ်မှန်ကိုနောက်ပိုင်းမှာတည်သွားတော့မှဖြစ်ပြီးတော့ကျော်ထောင်ရဲ့တာရင်မိုးနှောင်းကိုတာမီနီယောက်ပေါင်းပြီးတော့ဘလို့ထိုးချိတ်အိမ်မော်တွေကိုဘလို့ချုပ်ခိုင်းပြီးတော့ပြဿနာတွေဘလို့တက်ကြမလဲဆိုတာကိုကျွန်တော်တို့အားလုံးစဲဝင်စားဖို့ကြီးစုရတော့မှာပဲဖြစ်ပါတယ် တဖက်မှာလည်းယူတက်နာတဲ့တစ်ဖြစ်လေဝတီကသူ့ယောက်ျားထက်အောင်ဆိုင်ကို အောက်လန်နီနဲ့လှုပ်ချက်ယူခဲ့ရုံများမကကမ်ပဏီမှာလက်ဆောင်ထက်လာတဲ့စနိုးကိုလည်းဘလို့အောက်လန်အစီအစဉ်တွေနဲ့တိုက်ခိုက်ပြီးတော့ဒါအသေးတက်ပြစ်မလဲဆိုတာကိုတော့အောက်လာမယ့်အပိုင်းနဲ့မှကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဆက်လန်ဆက်ဆာကျင်တော့စနိုးဟာတည်ဆုံးခဲ့ပြီးသားဖြစ်ပြီးတော့ဝါအောင်ကြီးကလည်းစနိုးရဲ့ဓာတ်ပုံကိုဖတ်ပြီးတော့ငိုနေရတော့ တွေ့ရှိခဲ့ရမှာပဲဖြစ်ပါတယ်။အဲ့လိုပဲစနိုးကိုတက်ခရက်တဲ့အခါသူ့အမအရင်ဝရီဖြစ်တယ်ဆိုတာကိုနောက်ပိုင်းကျရင်တော့ယမတ်ဆိုင်ကြီးကမိသားစုတွေဘလို့များသိရှိသွားကြမလဲ။ကျွန်တော်တို့အားလုံးစောင့်မျှော်ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ခိုင်နှင်းဝရခင်မွန်ထင်မင်းလကောတပင်းနဲ့ဘလို့ဖောက်ပြန်မလဲ။ဒါတွေကိုနောက်လာမယ့်အပိုင်းတွေမှာဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ခိုင်နှင်းဝရဆိုရင်အသေးရောက်လာတဲ့အိမ်ပေါ်မှာတပင်းကိုနော်ဒါသူ့လူအဖြစ်ဒါပါသာပေးထားခဲ့ပြီးတော့မှ အဲ့ဒီအိမ်မမတပေကပဲသူ့ရဲ့ယောက်ျားထင်းမင်းလက်ကိုမြူဆွဲပြီးတော့မှသူ့ပေါ်မှာပြန်လဲတစ္ဆာဖောက်ပြီးတော့ငိုရဲကချမ်းသာကျင်တဲ့တပေကတော့ဒါထင်းမင်းလက်နဲ့ဖောက်ပြန်တာကိုမသိစေချင်ရင်သူ့ကိုပတ်စံနေအများကြီးပေးရမယ်လို့ဒါအချက်ကင်မာတော့တယ်အချက်ကင်ခံလိုက်ရတဲ့ခိုင်နှင်းဝေကရောသူ့ရဲ့တိတ်ခါကိုထောက်ထားပြီးတော့ဒီပတ်စံတွေကိုပေးလိုက်မလားအဲ့တော့ဒီပတ်စံတွေကိုမပေးဘဲနဲ့နေအောင်စလုံးကိုအိမ်မော်ကနင်ချလိုက်မလားတော့ဆက်လက်စောင့်မျှော်တီရှူးချရမှာပဲဖြစ်ပါတယ်